စာပင်နောင်မလဲဝါပီထွေးထုတ်သွားတဲ့ပိုင်းဒဂုံရဲ့ညီရှင်ဖုံးပြေကုံတရားစွဲဆိုတော်မယ့်ချစ်သူကောင်မလေးခင်မင်းခပရိသတ်များလုံးမမင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြလဲကြိုဆိုလိုက်ပါတယ်ရှင်ဖုံးပြေကတော့ပိုင်းဒဂုံရဲ့မျက်နှာပိုင်းဒဂုံရဲ့ဂုံဒိခကိုမှမထောက်ပိန်မိန်းကလေးတယောက်ကိုစာပင်နောင်မလဲဝါပီထွေးထုတ်လုပ်ခဲ့ရကြောင်းအခုဆိုရင်တော့နင်နာခဲ့သူအမျိုးသမီးဘက်ကနေလူသိရှင်ကြောင့်ဖွင့်ဟပြီးတော့အဆက်ခွဲလာခဲ့ပြီဖြစ်ပါတယ် အချက်ခွဲရတာပြောရပါဒီလိုကိစ္စမျိုးဆိုတော့နင့်နာသူမိန်းကလေးဘက်ကနေပဲအချက်ခွဲရတာဖြစ်ပါတယ်။ယောက်ျားလေးတွေဘက်ကတော့အလုံးရောအရက်ရောရော့မသွားပါဘူး။ဒါအပြင်ဒီလိုကိစ္စမျိုးဆိုတော့မကြခင်နာပြဿနာတွေတက်နေကြဖြစ်ပါတယ်။ မင်္ဂလာရည်နေနဲ့ကိုရှင်းမှာပြပြခဲ့ပြီးသမျှတွေကိုသင်ငန်းစာယူပြီးစစ်စစ်ကြင်ကြင်နဲ့နေထိုင်သင့်ပါတယ်အထူးသဖြင့်မယူသေးဘဲနဲ့အခုလိုမျိုးအကျဉ်လင်မယားလို့အတူတူနေထိုင်ကြတာဟောဘလို့မှကိုမဖြစ်တဲ့ကိစ္စမျိုးဖြစ်ပါတယ်ရည်စားထားခြင်းရင်ထားလို့ရပါတယ်။ဒါပေမဲ့မိန်းကလေးတယောက်ဖြစ်တယ်လို့မြမအမျိုးသမီးတယောက်အနေနဲ့လက်မထက်သေးပဲအတူတူနေတာမျိုးကရှောင်ကျဉ်တင်ပါတယ်။ နောက်ဆုံးမှာတော့မင်းကလေးဘက်ကပဲနင်နာရတာပါ။ရှင်းဆက်တော့ရင်လည်းနင်နာသူကကိုပါပဲ။နောက်ပြန်ဆိုပြီးလမ်းခွဲကြရင်လည်းနင်နာရသူကကိုပဲဖြစ်ပါတယ်။မြန်မာမင်းကလေးတွေအနေနဲ့တတိပြုဆင်ကျင်ကြဖို့အတွက်ကြုံကြိုက်တုံးလေးအကြံပြုလိုက်ရပါတယ်။ရှင်မုံမြင့်ဆိုတာကကိုရဲ့အရင်ချင်းနဲ့လူတွေရဲ့အသိမပြုမှုကိုခံလာရတာမဟုတ်ပါဘူး။ကိုရဲ့စူးစမ်းမှုနဲ့အခုလိုမျိုးလူသိများထင်ရှားလာတာမဟုတ်ပဲ။ပိုင်းကုံရဲ့ညီဆိုပြီးတော့ဆင်ပြူတော်မီကကြံစုတ်တာမျိုးနဲ့ပြည်သက်တွေကတတိထားမိလာကြတာဖြစ်ပါတယ်။ ရှင်ဖုံပြည့်စီမှာဒီလိုမျိုးကုတ်တူးကိုကျော်အနေထားနဲ့တိုးတက်အောင်လုပ်နိုင်တဲ့အရင်ချင်းမျိုးလည်းနည်းနည်းလေးမှရှိတဲ့ပုံမပေါ်ပါဘူး။အကိုဖြစ်တဲ့ပိုင်နဂုံရဲ့အင်တာဗျူးတွေအတူတူဖြေပြီးတော့ပိုင်နဂုံကိုတဲကျလောက်ကပိုင်နဂုံအာကိုနဲ့ပိုင်နဂုံရဲ့ညီအဖြစ်နဲ့လူရရဲ့စိတ်ဝင်စားမှုကိုခံယူဖို့အတွက်စူးစမ်းခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ရှင်ဖုံးပြေကသူ့ရဲ့ချစ်သူကောင်မလေးကိုလက်မထက်ခင်မှာလင်မယားလို့အတူတူနေထိုင်ပြီးတော့စားပြီးနားမလဲဝါပြီးထွေးထုတ်ဖို့အတွက်စူးစမ်းနေရကြောင်းကောင်မလေးဘက်ကမခံနိုင်တော့တဲ့အဆုံးမှာဆိုရှယ်မီဒီယာကနေတစင်သူတို့နှစ်ယောက်ကြားက ကိစ္စကိုလူသိရှင်ကြားချပြလာခဲ့ပြီဖြစ်ပါတယ်။ ပန်ဒဂွန်ရဲ့ညီဖြစ်တဲ့ရှင်ဘုံပြေကသူ့ကောင်မလေးနဲ့တကြံမတိုင်ခင်ကအထိအိမ်ပေါ်မှာတအိမ်နဲ့အတူတူရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ရှင်ဘုံပြေဘက်ကတော့ကျွန်တော်အားလုံးကိုအသိပေးချင်ပါတယ်။ပြီးခဲ့တဲ့ကိစ္စတွေမှာကျွန်တော်တိတ်ခါကိုကြာစင်းစေတဲ့အတွက်အခုလိုအသိပေးရတာပါ။နှစ်ယောက်စလုံးမပတ်သက်တော့တာကြာပြီဖြစ်တဲ့အချိန်လေးပေါ့။တရင်အမားတွေဆွဆွဲတာတွေကိုတရားဥပဒေအတိုင်းတိတိယောက်ယောက်လှုံ့ဆော်သွားပါမယ်လို့သူ့ရဲ့လူမှုကွန်ရက်အကောင့်ကနေတစင် post တွေရေးသားပြီးတော့ရှင်ဘုံပြေရဲ့ကောင်မလေးကလည်းအဆိုပါ post ကိုတည်တည်ချင်းပါပဲ။ရှင်ဘုံပြေမနေ့က အပြောတစ်မျိုးအခုကြတော့တစ်မျိုးယောက်ျားဖြစ်ပြီးအဆက်ရှိရင်လဲသေးဖို့ကောင်းနေ နေအိမ်ပေါ်မှာဧပြီလ17ရက်နေ့ထိငါးအိပ်ရာထဲမှာတော့တနှစ်ပတ်လုံးအတူတူရှိလာတာယောက်ျားဆိုရှင်းလေဟာတာပင်တိတ်ခါရှိရသူဆိုအခုလောမလုပ်ဘူးဟဲ့ဆိုပြီးရှင်ဖုံးပြေပေါ်မှာပြန်လဲတုံ့ပြန်ပြောဆိုထားပါတယ်အခုဆိုရင်တော့ရှင်ဖုံးပြေရဲ့ချစ်သူကမာလီခင်မင်းခါကသူနဲ့လင်မယားလို့တူတူနေထိုင်လာရင်းနဲ့မှနောက်မီးလင်းနေရဲ့ရှင်ဖုံးပြေကိုတရားဆွဲဆိုသွားတော့မှာဖြစ်ပါတယ်ရှင်ဖုံးပြေကခင်မင်းခါစီကနေငွေတွေယူသုံးထားတာကလည်းအများကြီးရှိနေပြီးတော့ခင်မင်းခါကလည်းရှင်ဖုံးပြေကိုချစ်တာကြောင့်သူမစီမှာမရှိဘူးဆိုရင်တောင်တခြားသူတွေစီကနေ င်းဆွဲပေးရင်းနဲ့အကျွေးတွေတောင်မှပက်လေဝိုင်းနေရပြီဖြစ်ပါတယ်။သူတို့နှစ်ယောက်ချင်းဖုံးဆက်ကြတဲ့ဗီဒီယိုမှတ်တမ်းမှဆိုရင်ရှင်ဖုံးပြေကခင်မင်းခါစီကနေယူသုံးထားတဲ့ငွေတွေအလုံးကိုပြန်ပေးမယ်။သူနဲ့ပတ်သက်လို့ခင်မင်းခါတင်ထားတဲ့ post တွေအကုန်လုံးကိုဖျက်ပေးလို့ပြောနေရကြောင်း နှစ်ယောက်သားစကားများနေကြတာကိုလည်းတွေ့ရပါတယ်။ပရိသတ်တွေအနေနဲ့ကတော့အမျိုးသားတို့ကြီးကိုတိတ်ခါကြစေတဲ့စားပြီးနားမလဲဝါပြီးထွေးထုတ်တဲ့ရှင်ဖုံးပြေးနဲ့ပတ်သက်လို့ဘလို့မှတ်ချက်စကားမျိုးပြောကျင်ကြပါသလဲ။ comment ကနေပြောပေးခဲ့လို့ရပါတယ်။အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဆယ်လီတွေအမှုပညာရှင်တွေနဲ့ပတ်သက်တဲ့အသေးအသေးတော်သတင်းတွေကိုကြည့်ရှုသိကျင်နေဆိုရင်တော့ကျမတို့ရဲ့ page လေးကို like and follow လုပ်ပေးဖို့မမေ့ပါနဲ့နော်။